မင်္ဂလာပါခင်ဗျာချွေညာမီတာရောချွေညာမီချန်နေရနေကျူစုပါတယ်ကျွန်တော်ကတော့တာရော ဟောတယ်ကိုစုကကျွန်တော်ခင်ပြောကြားပေးမှာကတော့တောက်ကြသားပြီးများအတွက်မေလာတလာတာကြုံတွေ့ရမယ့်ကံတွေလေးတွေဖတ်ကြားပေးမှာဖြစ်ပါတယ်ဒီမေလာတလာတာလုံးငါတောက်ကြသားသမီးတွေအနေနဲ့ဖာရီကြုံတွေ့ရနိုင်တယ်ဆိုတော့တဲ့ တောက်ကြသားသမီးများဟာပညာရေးနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းနေပေါ်ပေါက်လာတတ်တယ်။နောက်တစ်ခုကမိမိဒူချင်တာမိမိဖြစ်ချင်တာမိမိကိုယ်စမ်းကိုယ်စားမိမိရည်ချင်တဲ့ရရှိအောင်လှုပ်ဆောင်နိုင်မယ်လားတလားတဲ့ဖြစ်ပါတယ်။တောက်ကြသားသမီးတွေအနေဖြင့်စိတ်ထဲမှာမတင်မကျဖြစ်เสียကိစ္စတွေတွေးရဖြစ်เสียကိစ္စတွေ ကြုံရတတ်ပါတရင်ရောက်ဝေးရနေပြီးတော့ဧည့်သည်ဒီမိတ်ဆွေဟောင်းနေကိုစီခုရောက်လာတတ်ပါဒီလတလလုံးမှာတောက်ကြတာသူများနေဖြင့်မြစ်တာကြီးအဖြစ်ကံကောင်းနေတဲ့လတလလည်းဖြစ်ပါတမီးသားဒါမှမဟုတ်ရင်ချစ်သူမျိုးအိမ်အောင်ဘက်ဒီနှစ်ဖက်မိဘကိုတွေးဆောင်ပြီးစိတ်သက်တာမျိုးလေးတွေပေါ်လာတတ်တယ်လို့ ချစ်သူမရှိတဲ့နေလူတွေအနေနဲ့လည်းမိမိအတွက်စိတ်ကူကိုယ်သူချစ်ပေးမဲ့လူမျိုးရောက်ရှိလာတတ်ပါတယ်။မာမိမိချစ်သူကအဝေးရောက်လို့စာမလာတဲ့မကြာဖြစ်နေသူများလည်းအဆက်အသွယ်ပြန်လည်ရရှိလာတာမျိုးကိုကျွမ်းဝတတ်ပါတော့ကြသည်များနေဖြစ်ဒီလားတလားလုံးမှာပူပန်းမှာတော့မိမိရအောက်လက်ငယ်သားမိမိအိမ်မှာရှိတဲ့ကလေးတငယ်ဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေး စိုးရိမ်ပူပန်ရတာလေးတွေရှိတတ်ပါတယ်။သောကသားသမီးများအနေဖြင့်ဒီကာလမှာမိမိအနေနဲ့ဘယ်လောက်ကိစ္စမဆိုမိမိရဲ့ဉာဏ်ဉာဏ်စွာရှိသလောက်ကြိုးစားအားထုတ်မယ်ဆိုရင်မုတ်ချအောင်မြင်မဲ့ကာလတလာလည်းဖြစ်ပါတယ်။သောကသားသမီးများမြေချမ်းမာရဲ့အနေနဲ့ကတော့လျှက်စ်နဲ့ဆိုင်သောမိနဲ့ပတ်သက်တာလေးတွေမှာ ထိခိုက်တာမျိုးလေးတွေရှော့လေးတွေဒါမျိုးလေးတွေဖြစ်တတ်တဲ့အတွက်သတိထားသိခြင်းပါနောက်တစ်ခုကတောက်ချသားသမီးများအနေဖြင့်ဒီကာလမှာပေါ့နော်ခရီးတို့လေးတွေဖြစ်ဖြစ်ခရီးဝေးလေးတွေပဲဖြစ်သွားကြမြင်တယ်ဒီတစ်လားလုံးမှာတောက်ချသားသမီးအနေနဲ့ကံကောင်းဆုံးနံပါတ်ပြောပါဆိုရင်နှစ်တို့ရှစ်တို့ကံအထူးကောင်းမွန်ပြီးတော့အနီရောင်တို့လိမ်မောရောင်စတဲ့အသုံးဆောင် ပါတယ်ထားတဲ့အကြောင်းလေးပါတဲ့အသုံးဆောင်လေးတွေအပြင်ကံကောင်းစီတတ်တဲ့ကာလာပဲဖြစ်ပါတယ်ကံမကောင်းစီတဲ့နံပါတ်ဆိုရင်တော့6ခန်းနံပါတ်ဖြစ်ပါတယ်အဲဒီတော့တောကြတတိယဒီလတလလုံးမှာမိမိရဲ့ညံသွန်းရှိသလောက်အကြီးချင်းရှိသလောက်လုံးလဝရိယစိုက်ထုတ်သလောက်ကြိုးစားနိုင်သလောက်အောင်မြင်မှုတွေရရှိပါသည်လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ thank you